လူတွေတိထားတာကခလေးမွေးတဲ့ဆိုတာမိခင်ရဲ့တာဝန်လို့ပဲတိထားကြတာပါဒါပေမဲ့ပင်လေရှင်အောက်ကဘာရဲ့အစံအကျယ်ဆုံးတရားတွေထဲမှာတော့ခခင်တွေက မိခင်ရဲ့တာဝန်ကိုပါချမ်းဆောင်ပေးနေကြပါတယ်ဒါကြောင့်ဒီနေ့မှာတော့ပင်လေရှင်အောက်လောကမှာခခင်ကတားပေါက်ပြီးခလေးတွေမွေးပါပေးတဲ့ထူကြတဲ့တရိစံတကောင်ဖြစ်တဲ့ပင်လေကြီးရဲ့အကြောင်းကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင် မြေကောင်းနဲ့ငါးခန္ဓာကိုပေါင်းစပ်ထားသလိုရှိတယ်။ပင်လယ်မြေလို့ခေါ်တဲ့ဒီအကောင်လေးကတော့သူ့ရဲ့ပုံစံကပင်လယ်ရှိရကဘာကနေထွက်ပေါ်လာတဲ့မြေလကောင်နဲ့တူနေတာကြောင့်သူ့ကိုပင်လယ်မြေလို့ခေါ်ဆိုကြတာဖြစ်ပါတယ်။သူ့ရဲ့အစမ်းကျေဆုံးနဲ့အံ့ဩစရာအကောင်းဆုံးအချက်ကတော့ဒီမျိုးပွားခြင်းပဲဖြစ်ပါတယ်။တခြားတရားတွေနဲ့မတူဘဲပင်လယ်မြေအထီးတွေကအကုန်ဝင်ဆောင်နိုင်ကြတာပါ။အချင်းနဲ့အမားတို့မိလိုက်ပြီးတဲ့နောက်မှာ အမတွေကမြို့ဦးတွေကိုအထီးရဲ့ဝမ်းပိုက်မှာရှိတဲ့အိတ်တွေကိုထည့်ပေးလိုက်ပြီးအဲဒီနောက်မှာအထီးကမြို့ဦးတွေကိုတုပ်ပိုးနဲ့ပေါင်းဆက်ကတရေတီစေပါတယ်မျိုးဦးတွေကြီးထွားလာဖို့အတွက်တော့အကြီးရဲ့ဝမ်ပိုက်အိတ်ဟာလိုအပ်တဲ့အောက်ဆီဂျင်နဲ့အာဟာရဓာတ်တွေကိုပေးစွမ်းပြီးတရေသားကိုအကောင်းဆုံးကြီးထွားလာအောင်ပြုလုပ်ပေးပါရယ်။အချိန်တန်တဲ့အခါမှာတော့အကြီးကသားပေါက်လေးတွေကိုမွေးထုတ်ပေးပြီးတကြိမ်မွေးရင်သားပေါက်ပေါင်းရာနဲ့ချီပြီးတော့မွေးနိုင်ပါရယ်။ ဒါပေမဲ့အသက်ရှင်တဲ့အကောင်အရေအတွက်ကတော့အလွန်နေပါတယ်။အမီးတေးသေးလေးကသာအသုံးပြုပြီးဖြောင်တန်းစွာရေရှားနေတဲ့သူတို့ရဲ့ရုပ်သွင်းကတခြားငါမျိုးစိတ်တွေနဲ့မတူဘဲထူးခြားပြီးလှပကြပါတယ်။ဒါပေမဲ့ဒီအလှတရားရဲ့နောက်ကွယ်မှာတော့သူတို့ရဲ့ဘဝဟာအန်ဒီရီနဲ့ပြည့်နေနေပြီးတဘာဝရဲ့အစမ်းကျင်ဆုံးဖြစ်တည်မှုတစ်ခုလည်းဖြစ်လို့နေပါတယ်။ပင်လယ်မြေဖြစ်တဲ့သူတို့ဟာငါးတမျိုးဖြစ်ပေမဲ့အခြားငါးတွေလိုနှင်းမြစွာကူခတ်နိုင်ခြင်းမရှိပါဘူး။ သူတို့ရဲ့ခန္ဓာကိုယ်ကိုအပေါ်အောက်ဖြောင့်တန်းပြီးရွေးချယ်ဖို့အတွက်ကြော်ရုံမှရှိတဲ့အကြောင်းမှန်တိတိလေးတွေကိုတစ်စက္ကန့်ကိုအကျဉ်30လောက်အမြန်နှုန်းနဲ့ကူးခတ်နေကြရပါတယ်။ဒါကြောင့်သူတို့ဟာဖြည်းဖြည်းချင်းသာရွေးချယ်နိုင်တဲ့တတဝါတွေဖြစ်ပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်ကိုဖုံးအုပ်ထားတာကလည်းငါးတွေလိုအခြေကောမဟုတ်ဘဲအယူပြားလေးတွေနဲ့ပြုလုပ်ထားတဲ့တန်ချက်ကလိုအခွန်မာတွေပါဒီအခွန်မာတွေကပင်လယ်ရေစီးကြောင်းမှာအလွယ်တကူရွေ့ရှားနိုင်မှုအတွက်ဖြစ်တယ်လို့ တာယေဒရိဆန်လေးရဲ့တိုက်ခိုက်မှုကနေလည်းကာဝယ်ဖို့အတွက်ဖြစ်ပါတယ်။ဒီပင်လေမြင်းတွေရဲ့ထူကြတဲ့အချက်တွေထဲမှာမျက်လုံးကလည်းတစ်ခုအပါအဝင်ပါ။သူတို့ရဲ့မျက်လုံးတွေဟာမျက်လုံးတစ်လုံးက အရှိတ်ကိုကြည့်နေချိန်မှာကျန်တဲ့တစ်လုံးကအနောက်ဘက်ကိုကြည့်နေနိုင်ပါတယ်။ဒီလိုပြုလုပ်နိုင်စမ်းကပတ်ဝန်းကျင်ကအန်ဒီရီတွေကိုအချိန်မီသိရှိနိုင်ဖို့နဲ့အစာရှာဖွေဖို့အတွက်ပဲဖြစ်ပါတယ်။သူတို့ရဲ့အမီးကလည်းမြောက်ရဲ့အမီးလိုပဲကွေးညွတ်နိုင်ပြီး ။ပင်လယ်ရေအောက်ကကြောက်တန်းတွေ၊သစ်ပင်တွေနဲ့ကြောက်ခဲတွေကိုအချိတ်တွဲထားနိုင်ပါတယ်။ဒီလိုတွေ့ကပ်နေနိုင်တာကတော့ရေစီးကြောင်းအရှင်ကြောင့်အလွယ်တကူမျိုးပမသွားစေဖို့အတွက်ပဲဖြစ်ပါတယ်။ပင်လယ်မြင်းတွေဟာအရန်ကိုလာပပြီးမြင်းကြီးတဲ့အကောင်လေးတွေလို့ထင်ရပါတယ်။ဒါပေမဲ့အစာရှာတဲ့အခါမှာတော့လင်မြန်ပြီးထမြက်ကြပါရယ်။သူတို့ဟာအရေးကြီးချောင်းနဲ့လိုက်ပါလာတဲ့တင်းငယ်တဲ့ပိုးမွားတွေနဲ့ပစုံအသေးလေးတွေကို စားသုံးကြပါရယ်။ သူတို့မှသွားရည်မရှိတဲ့အတွက်ဖုံးစုပ်ဆက်လုံးမျိုးအလုံးလုံးတဲ့နှာခေါင်းပေါက်ရှင်ရှင်နဲ့ပဲအနာကိုကတ်လာတဲ့အစာတွေကိုအလင်းမြန်စွာဆုပ်ယူစားတော့ကြတာပါသူတို့ရဲ့ခန္ဓာကိုယ်အရာကိုလည်းအပဝန်းကျင်နဲ့လိုက်လို့ညှိထွေဖြစ်အောင်ပြောင်းလဲနိုင်တာကြောင့်အလွယ်တကူပုံအောင်နေနိုင်ကြပါသေးတယ်ပင်လယ်မြေတွေဟာသမုဒ္ဒရာတွေရဲ့အခြေတိမ်ပိုင်းတွေတန်တာကြောက်တန်းတွေနဲ့ပင်လယ်မြေခင်းပြင်းတွေမှာတာနေထိုင်ကြပြီးသူတို့ဟာအေးချမ်းစွာနေထိုင်တတ်တဲ့သရဝါတွေပါ သူတို့ကအေဂျင်ဆော်နေထိုင်တတ်တဲ့တရားတွေဖြစ်ပေမဲ့သူတို့ရဲ့ဘဝကတော့အချိန်ချမှုတွေနဲ့ပြည့်နေနေပါတယ်။အကြီးကအချိန်ချမှုကတော့လူတွေပဲဖြစ်ပါတယ်။ပင်လယ်ကမ်းရိုးတန်းတွေမှာလုပ်တဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေကြောင့်သူတို့ရဲ့နေထိုင်ရာပင်လယ်မြက်ခင်းပြင်တွေနဲ့တန်တာကြောက်တန်းတွေဟာပျက်စီးကုန်တဲ့အပြင်သူတို့ရဲ့လပတဲ့ပုံစံကြောင့်တရားမဝင်ဖမ်းဆီးရောင်းဝယ်မှုတွေကိုလည်းခံနေရပါတယ်။အထူးသဖြင့်ရိုးရာစီဝါလုပ်ငန်းတွေမှာအသုံးပြုဖို့ ခြေချုံငါးမွေးမြူရဲ့ခြံတွေမှာထားရှိဖို့နဲ့အမတ်တရားပြစ်စီတွေအဖြစ်အချောက်ခံရဝဲ့ဖို့အတွက်ဖန်စီခံနေရတာကြောင့်သူတို့ရဲ့အခြေအတွက်ဟာအလွန်ကိုကျော့နေသွားပြီဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ခေတ်မှာတော့ပင်လယ်မြေမျိုးစိတ်အများစုဟာမြို့တုံးမဲ့အန်ဒီရဲ့နဲ့ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ဒါဆိုရင်တော့ဖခင်ကကိုဝင်ဆောင်ကခလေးမွေးပေးတဲ့အံ့ဩစရာဒီပင်လယ်မြေလေးတွေရဲ့စိတ်ဝင်စားစရာအချက်တွေကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။ ။နောက်ကြလဲစေဝေစားစရာနဲ့ဘ ഹു တုဒရဝဲအကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်လို့နောက်ထပ်ဗီဒီယိုတွေကိုစောင့်ကြည့်ဖို့ပြောချင်ပါသေး။နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ပါမယ်ရှင်။